မင်္ဂလာပါညီမတော်နေကြီးပါမနေ့ကတင်ဆက်ထားတဲ့ဘေးရင်မဟုတ်တဲ့တကယ်ပြင်ဆိုတဲ့ဇလန်းလေးကအရန်ကောင်းပေမဲ့အဆုံးထိမပါလို့စိတ်ကောက်နေကြတဲ့သူတွေအတွက်ဒီနေ့မှစသိမ့်မိုက်အနေနဲ့အဆုံးထိတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဇလန်းကိုဒီလိုနှစ်ပိုင်းခွဲလိုက်ရတယ်ဆိုတာကလည်းဇလန်းလေးကနည်းနည်းရှိတာကြောင့်အတူချုပ်လိုက်မယ်ဆိုရင်လေဇလန်းရဲ့အနှစ်အယတာကိုပျက်စီးသွားမှာစိုးရိမ်နေတဲ့အတွက်အခုလိုနှစ်ပိုင်းခွဲပြီးတင်ဆက်ရတာဖြစ်ပြီးတော့ဒီလို15မိနစ်စာဗီဒီယိုလေးတစ်ပုဒ်ရဖို့ကိုညီမအနေနဲ့တနေ့ကုန်လုံးနေရတာဖြစ်တာကြောင့်နားလည်ပေးစီခြင်းပါတယ် ဒီလိုအပင်ပန်းခံပြီးတင်မေးတာကိုအသိမှတ်ပြုရဲဆိုရင်နော် VPN လေးဖွင့်ပြီးမှကြည့်ရှုပေးစီချင်ပါတယ်ဒီလိုလှုပ်ချင်းအပြင်ညီမအအများကြီးကူညီပေးရရောက်ပါတယ်ဇလန်းလေးကိုဆက်ရမယ်ဆိုရင်နော်လူရွှင်တော်ဟာမိဖုရားကြီးရဲ့အကူနဲ့ပတ်သက်တဲ့အမှုကိစ္စကိုတည်သွားပြီးမိဖုရားကြီးရဲ့အကူဟာဘာလို့များဒီလိုလှုပ်ရုပ်လှုပ်ခဲရတာလဲဆိုပြီးတွေးနေခဲ့ပါတယ်ဒီချိန်မှာပဲမိဖုရားကြီးရောက်လာတာကြောင့်အဲ့နေပြီဆိုပြီးတော့အထိုင်တော်ချုပ်ကြီးကိုပြောခိုင်းမှုလုပ်လိုက်ပေးမယ်မိဖုရားကြီးရဲ့တကားကိုဝုန်းနဲ့ဆွဲဖွင့်လိုက်တာကြောင့်ကပြားကရပြန်လဲပြီးဆောင်ချုံနေလိုက်ရပါတယ်မိဖုရားကြီးရဲ့ရောက်ရောက်ချင်းမှာပဲအရှင်မင်းကြီးကျမတို့ဒီလောက်တောင်မတွေ့ကြဘူးဆိုရင် အဲ့ဒီစားသေးလိုက်တာမှကောင်းမယ်ဆိုပြီးလက်ထဲကစရိုးအချွန်ဆွဲထုတ်လိုက်တာကြောင့်လူရွှေနှောနဲ့စိတ်ပူသွားပြီးတက်တင်မဲ့မိဖုရားကိုအလင်းမြန်တားစီလိုက်ရပါတယ်။အဲ့လိုနဲ့လူရွှေနှောဟာမိဖုရားကြီးလက်ကစရိုးကိုလူယူဖို့အတွက်ရုံးရင်ဆံကပ်ဖြစ်ရင်မိဖုရားရဲ့အပေါ်ကနေထိုင်ရမိသားဖြစ်သွားပါတယ်။လူရွှေနှောကမိဖုရားကြီးကိုဘလို့ကိစ္စတွေပဲရှိရှိတေချောင်းမကြံပါနဲ့အသက်ရှင်နေမှရမယ်လို့ပြောလိုက်တာကြောင့်မိဖုရားကြီးကဒါဆိုရင်ကျမအရှင်မင်းကြီးကိုယုံကြည်တာလို့ရပါမလားလို့မေးလိုက်ပါတယ်။ လူရှင်တော့လည်းယုံကြည်ရလို့ရတယ်လို့ပြောလိုက်တာကြောင့်မိဖုရားကြီးရဲ့လည်းဒါဆိုရင်ကျမအပေါ်ကနေတက်ဖိထားတာကိုဖယ်ပေးလို့ရမလားလို့တောင်းဆိုလိုက်ပါတယ်။ဒီတော့မှလူရှင်တော့လည်းမိဖုရားကြီးကိုခွတ်ထိုင်မိရတာဖြစ်နေတာကိုသတိထားမိသွားပြီးဖယ်ပေးလိုက်ပါတော့တယ်။အဲ့လိုနဲ့မိဖုရားကြီးကသူမရဲ့ဖေဖေဖေးဖြစ်သွားတဲ့ဝတ်စုံကိုပြန်လည်ပြုပြင်လိုက်ပြီးအရှင်မင်းကြီးပေးထားတဲ့ဂရီကိုကျမယုံကြည်ပြီးစောင့်နေပါမယ်လို့ပြောခဲ့ပါတယ်။ဒီလိုနဲ့မနက်လင်းတဲ့အခါမှာတော့စစ်စေးရဲ့ဌာနမှာမိဖုရားကြီးရဲ့အကိုတော်ကိုရဲရဲဆက်ဆက်နှိပ်စက်နေတာကိုတွေ့ရပြီးလူရှင်တော့လည်းမိဖုရားအကိုရဲ့လောက်ရောက်သေးချာသိကျင်တဲ့အတွက်စစ်စေးရဲ့ဌာနထိလိုက်သွားခဲ့လိုက်ပါတယ်။ လူရွှင်တော်ကမိဖုရားကြီးအကိုကိုဘာကြောင့်များရောက်ဖတော်ကဘယင်မသိအောင်လို့စစ်တပ်ကိုစူးစီးနေရတာလဲလို့မေးလိုက်တာကြောင့်ဒီတော့မှရောက်ဖတော်ကအရှင်မင်းကြီးရဲ့တရားမဝင်လက်စားတာတွေကိုသိပါရရနဲ့မိမတယောက်ကြောင့်အမှန်တရားကိုမမြင်နိုင်ဘူးဆိုရင်တော့အရှင်မင်းကြီးလည်းအကျံဖတ်သမားတယောက်နဲ့ဘာမှမထူးကြဘူးလို့ပြောလိုက်ပါတယ်လူရွှင်တော်ကတော့မင်းကဒါကြောင့်နဲ့ပဲဘယင်ကိုတစ္ဆာဖောက်တာလားလို့မေးလိုက်တာကြောင့်ရောက်ဖတော်ကကျွန်တော်မှဘယင်ကိုပြစ်မှားတဲ့စိတ်နည်းနည်းလေးတောင်မရှိဘူးအမှန်ကိုမမြင်နိုင်လောက်အောင်မစိတ်မှုန်နေတဲ့ဘယင်တို့ကမျက်စိတွေနားတွေပွင့်သွားအောင်ခုလိုလုပ်ခဲ့ရတာဖြစ်ကြောင်းရှင်းပြလိုက်ကဒီပြားကြီးတို့လည်းစိတ်မကောင်းဖြစ်လို့ငိုနေခဲ့ပါတယ် ဒီတော့မှလူရွှင်တော်ဟာဘီရင်ကြီးကမိဖုရားကြီးကိုပြစ်ထားပြီးနန်းဆောင်ပြင်ပကတခြားမိမနဲ့ပဲသွားပြောနေကအဲ့ဒီမိမကြောင့်ပဲအမောင်ဖုံးနေတဲ့ဘီရင်ကြီးကိုစိတ်နဲ့ကိုယ်နဲ့ကတ်အောင်လုပ်ဖို့အတွက်ရောက်ဖွားတော်ကစူးစမ်းခဲ့ကြောင်းရိပ်မိသွားပြီးရောက်ဖွားတော်ကိုချက်ချင်းလှုပ်ပေးဖို့ပြောလိုက်ပါတယ်။ဒါကိုကြားလိုက်ရတဲ့ဘီရင်နဲ့အတူပါလာတဲ့အမတ်တွေဟာရောက်ဖွားတော်ဟာပုံကန်သူဖြစ်တဲ့အတွက်အခုလိုလှုပ်ပေးလို့မဖြစ်ပါဘူးလို့ပြောလိုက်တာကြောင့်လူရွှင်တော်ဟာအမှန်တရားကိုမမြင်နိုင်လောက်အောင်ခမရရဲ့မျက်စိတွေနားတွေကန်းသွားပြီလားလို့မေးလိုက်ပြီးသူ့ရဲ့ဆုံးဖြတ်ချက်ကိုမှားတယ်လို့ထင်နေသူရှိရင် အခုချစ်ချစ်ရှစ်ထွက်ခဲ့ဆိုပြီးဒေါသတကြီးပြောဆိုလိုက်တာကြောင့်အမတ်တွေလည်းအထုံးမတက်ရဲတော့ပါဘူးဒီတရင်အောင်ကြားလိုက်ရတဲ့ပြည်ထဲဝင်ကြီးကတော့သူ့ရဲ့ဆန္ဒနဲ့အတိုက်ခံလုပ်ခဲ့တဲ့ဘီရင်ကြီးကိုချိန်ဝနေခဲ့ပါတယ်အဲ့ဒီနောက်မှာတော့လူရွှင်တော်ဟာအချွေအရန်နဲ့အတူနန်းဆောင်နဲ့ပြန်ကြွလာပြီးခဏလောက်သူတယောက်တည်းနေချင်တယ်လို့ပြောလိုက်တာကြောင့်ကျန်တဲ့နောက်လိုက်နောက်ပါတွေအကုန်လုံးကထွက်ခွာသွားကြပြီမဲ့စစ်သူကြီးတယောက်ကတော့ဘီရင်ကိုစောင့်ရှောက်ဖို့အနားမှာကြံနေခဲ့တာကြောင့်တယောက်တည်းနေချင်တဲ့လူရွှင်တော်ဟာသူ့ရဲ့ဖနှောက်အဝေးရောက်အောင်ကန်ထုတ်လိုက်တာမို့လို့စစ်သူကြီးလည်းဘီရင်ဖနှက်တော်ကိုကောက်ပေးဖို့အတွက်အပြေးလွှတ်သွားရပါတော့တယ်စစ်သူကြီးထွက်သွားရတဲ့လူရှင်တော်လည်း စစ်သူကြီးနဲ့ဝေးရောက်ပြေးထွက်လာခဲ့လိုက်ပါတယ်။အဲဒီနောက်မှာတော့လူရှင်တော်ဟာနန်းဆောင်ပေါဝါကနေတဆင်မိဖုရားကြီးကိုငေးကြည့်နေပြီ။တီကြည်တဲ့မိဖုရားကြီးကအမြဲတမ်းအပြုံးရမရှိပဲတောကတွေကြောင့်အမြဲတမ်းမျက်နှာညှိုးနေခဲ့ရတာဖြစ်ပြီးအခုတော့သူကူညီပေးလိုက်လို့ရောက်ပါတော့လဲလွတ်သွားပြီဖြစ်တဲ့အတွက်မိဖုရားကြီးကိုပြုံးပြုံးရွှင်ရွှင်ဖြစ်စေခြင်းနဲ့လူရှင်တော်ဟာသူ့ရဲ့ရှေ့သွားတက်တဲ့မှာရင်းညှိပတ်ကိုကတ်ထားလိုက်ပြီးအဲဒီသွားနဲ့ပဲမိဖုရားကြီးကိုရီးပြလိုက်ပါတယ်။မိဖုရားကြီးကတော့အိမ်တွင်မရတဲ့ဘင်းရဲ့ပုံစံအောင်အံ့ဩသွားပြီးလူရှင်တော်ကတော့မိဖုရားကြီးကိုပြုံးရယ်စေခြင်းလို့တမင်လုပ်ခဲ့တာပါ။ ီချိန်မှာပဲဘရင်ရောလိုက်ရှာနေတဲ့စစ်သူကြီးရဲ့အော်ခေါ်တောင်ကြားလိုက်ရတာကြောင့်မိဖုရားကြီးကိုပါသူနဲ့အတူအော်တိုင်းကွယ်မှာပုံနေကန်လိုက်ပါတယ်။မိဖုရားကြီးကတော့ထူးဆန်းတဲ့ဘရင်ရဲ့အပြုတ်မှုတွေကြောင့်ဘာလို့ဒီလိုတွေလုပ်နေရတာလဲလို့မေးလိုက်တဲ့အတွက်လူရွှင်တော်ကမင်းရဲ့အကိုငါလွတ်ပေးပြီးပြီ။ဒါကြောင့်မို့ငါ့ကိုလည်းအခွင့်အရေးတစ်ခုပြန်ပေးရမယ်လို့ပြောလိုက်ပြီးငါ့ကိုရီပြတ်ပါလို့ပြောလိုက်ပါတယ်။ဒီစကားကြောင့်မိဖုရားကြီးလည်းအံ့ဩသွားပြီမယ်။ဘရင်ကိုယ်တိုင်ကတောင်းဆိုနေတာဖြစ်တဲ့အတွက်အားတင်းပြီးရီပြတ်ဖို့လှုပ်လိုက်ပြီမယ်။အင်ဒရီမရတဲ့ဘရင်ရဲ့မျက်နှာကြောင့်စိတ်နှောက်ယှက်ဖြစ်သွားပြန်ပါတယ်။ ဒီချိန်မှာပဲဘရင်ဖက်နတ်တော်ကိုစီးပေးဖို့လိုက်ရှာနေတဲ့စစ်သူကြီးဟာလူရှင်တော်ကိုတွေ့သွားတာကြောင့်ဤပြားကြီးလည်းဘရင်ကိုနှုတ်ဆက်သွားခဲ့ပါတယ်။အဲဒီနောက်မှာတော့စစ်သူကြီးဟာဘရင်ကိုဖက်နတ်စီးပေးရင်းနဲ့ဘရင်ရဲ့လက်ချောင်းတွေကိုနီးကပ်မြင်လိုက်ရတဲ့အခါအရင်လိုပုံစံမဟုတ်ဘူးဆိုတော့သတိထားမိသွားပြီးဘရင်ရဲ့ပုံမှန်မဟုတ်တဲ့ပုံစံကိုအထိန်းတော်ချုပ်ကြီးနဲ့တွေ့ဆုံတာပြပြခဲ့ပါတယ်။ဒီလိုနဲ့အထိန်းတော်ချုပ်ကြီးကလည်းစစ်သူကြီးတန်တရားဝင်နေတယ်ဆိုတဲ့အကြောင်းအတွင်းအောင်အမတ်ကြီးစီကိုပြန်လျှောက်တင်ခဲ့ပါတယ်။ဒါပေမဲ့အတွင်းအောင်အမတ်ကြီးကတော့စစ်သူကြီးကိုအမှန်တိုင်းပြောပြလိုက်ရင် လူရှင်တော်ကိုအစားထိုးရတယ်ဆိုတာကိုလက်မခံနိုင်ဖြစ်သွားမှာဆိုရင်လည်းတော့ဘယင်ကြီးကလည်းမကြခင်မှာပြန်သက်သာလာမှာမို့လို့ရက်အနှဲငယ်လောက်တီးခတ်လိုက်ရင်အဆင်ပြေသွားမှာပါလို့ပြောလိုက်ပါတယ်ဒီလိုနဲ့ညရောက်တဲ့အခါမှာတော့စာအိုးဆိုတဲ့နန်းနှင်းသူကမိဖုရားကြီးစီကိုပဲနီလေးဟင်းကြီးကိုယူလာလိုက်ပြီးဘယင်ကြီးရဲ့အမစကားပါလိုက်တဲ့အကြောင်းပြောလိုက်ကမိဖုရားကြီးရဲ့မျက်နှာအသားကြီးကဖြော့တော့နေတဲ့အတွက်ပဲနီလေးစားပြီးကျမ်းမာရေးဂယူဆိုင်ပို့မှာလိုက်တဲ့အကြောင်းပြောပြလိုက်ပြီးမိဖုရားကြီးကိုဂယူဆိုင်တဲ့ဘယင်ရဲ့အပြုတ်မှုအတွက်ကြားရတဲ့ကနေသဘောကျနေခဲ့ပါတယ်မိဖုရားကြီးကကောင်းပါပြီလို့ပြောလိုက်ပေမဲ့စာအိုးကမပြန်သေးပဲ ။ဘယင်ကြီးကမိဖုရားကြီးကုန်တဲ့အထိစားတာကိုစောင့်ကြည့်ပြီးမှပြန်လာခဲ့ပါလို့မှလိုက်တဲ့အကြောင်းမှရှောက်တင်လိုက်ပါရတယ်။ဒီလိုနဲ့မိဖုရားကြီးလည်းသူ့ကိုကူးဆိုင်တဲ့ဘယင်ကြီးရဲ့ပြုမှုကြောင့်ကျဉ်နဲ့နေခဲ့ရပါတယ်။တစ်ဖက်မှာတော့ဘယင်ရဲ့ရောက်ခွားတော်ကိုလွတ်ပေးလိုက်တဲ့လူရွှေတော်စီကိုအတွင်းအောင်အမကြီးရောက်လာတဲ့အတွက်လူရွှေတော်လည်းသူ့ပြုတ်ကိုသူသိတာကြောင့်အမြင့်မာထိုင်နေရကနေကြောက်လန့်ပြီးအနေအောင်ဆင်းထန်လိုက်ပါရ။အတွင်းဝအမကြီးကမင်းကိုနိုင်ငံရေးတွေဝင်မပါနဲ့လို့ပြောတာရတယ်။ဘရင်ဆိုတဲ့အာနာကိုခုတုံးလုပ်ပြီးမင်းလှုပ်ချင်နိုင်လှုပ်ခဲ့တာလားလို့ပြောလိုက်တာ မင်းကမင်းဘေးမဟုတ်ဘူးဆိုတာကိုမေ့သွားပြီလားလို့မေးလိုက်ပြီဘလောက်ပဲမိဖုရားကြီးရဲ့အကိုဖြစ်နေပါစေဘရင်အာနာတခုတည်းနဲ့ချက်ချင်းဆုံးဖြတ်ချက်ချလို့မရဘူးလို့ပြောလိုက်ပြီတရားကြီးရဲ့ဘက်မှာပြဿနာမတက်အောင်လဲချင်းငြိမ်ရမယ့်ကိစ္စတွေရှိနေတယ်လို့ပြောလိုက်ပါတယ်ဒါပေမဲ့လူရွှင်တော်ဟာသူ့ရဲ့အဖြစ်ကိုဝန်မခံပဲကျွန်တော်လုပ်ခဲ့တာမှန်တာပဲမှတ်လားဆိုပြီးအထွန်းတက်နေတာကြောင့်ဒေါသထွက်သွားတဲ့အတွင်းဝန်ကလူရွှင်တော်ရဲ့အင်ကြီးကိုစောင့်ဆွဲလိုက်ပါတယ်ဒီချိန်မှာပဲနန်းဆောင်ပြင်ဘက်ကနေညစာလာပို့တယ်ဆိုတဲ့အတန်အောင်ကြားလိုက်ရတာကြောင့်နှစ်ယောက်သားအသေးအတန်နေရာလဲထိုင်လိုက်ကြရပါတယ် ဒါပေမဲ့လဲထိုင်ပြီးကြမှာအမတ်ကြီးကဘရင်နေရာကိုတတ်ထိုင်နေမိတဲ့အတွက်ပြာပြာသလဲနဲ့နေရာပြန်လဲရပြန်ပါတယ်။အဲ့ဒီနောက်မှာတော့နန်းနှင်းသူလေးကဘရင်စားဖို့အတွက်တစ်ချိုးကောက်တော်ဖီကိုယူလာပေးတာကြောင့်ဘရင်ကြီးရဲ့စားဖို့ကိုမပြန်တဲ့ခဏနေအောင်လို့တားလိုက်ပြီးအမတ်ကြီးကိုလည်းတော်ဖီကိုစားကြည့်ပါအောင်လို့ပြောလိုက်တာကြောင့်အမတ်ကြီးကတော့ညှင်းလိုက်ပါတယ်။ဒါပေမဲ့လူရွှေတော်ကစားဆိုရင်စားလိုက်လို့ပြောလိုက်ပြီးအမတ်ကြီးရဲ့လက်ထဲကိုစောင်းအောင်ပြီးထည့်ပေးလိုက်တာကြောင့်အမတ်ကြီးလည်းမချေမနှက်နဲ့တော်ဖီကိုယူထားလိုက်ရပါတယ်။ဒါရင်မပြီးသေးပဲလူရွှေတော်ကအမတ်ကြီးကိုတော်ဖီကိုတေချာဆုပ်စားပါလို့ပြောလိုက်တာကြောင့် ဘေးနားမှာနန်းနွန်းသူလည်းရှိနေတဲ့အတွက်အမတ်ကြီးလည်းမငင်းတာတော့ပဲစားဖို့လုပ်နေတော့မှာပဲလူရွှင်တော်ကအမတ်ကြီးပြန်တော့မယ်လို့ဩပြောလိုက်တာကြောင့်ငကိုတဲ့ကဒေါသထွက်နေတဲ့အမတ်ကြီးဟာအန်တကြိတ်ကြိတ်နဲ့ပဲနေရာကနေထပြန်လိုက်ရပါတော့တယ်အမတ်ကြီးပြန်သွားပြီးတဲ့နောက်မှာတော့လူရွှင်တော်ဟာစာဝို့အနားခေါ်လိုက်ပြီးမိဖုရားကြီးကိုပဲနီလင်းဟင်တေချာကျွေးလိုက်ရလားလို့မေးလိုက်ကငါ့ကိုရောဘာမှလိုက်သေးလဲလို့မေးလိုက်ပါတယ်စာဝို့ကလည်းမိဖုရားကြီးကလည်းအမှားစကားပါလိုက်တဲ့အကြောင်းပြောလိုက်ပြီး ညမထွက်ရအမိန်ခေါင်းလုံးတီးတဲ့အချိန်ကျရင်ဥယျာဉ်ထဲမှာလာတွေ့ပါဆိုပြီးမလိုက်တဲ့အကြောင်းမိဖုရားကြီးရဲ့လေးတန်းဟန်ပန်းနဲ့တပုံစံနဲ့တူအောင်ပြောပြလိုက်ပါတော့တယ်။ဒီလိုနဲ့လူရွှင်တော်ဟာမိဖုရားကြီးကိုတွေ့ရဖို့အတွက်လာမင်းကြီးနဲ့ချစ်သူကိုခိုင်းနိုင်တဲ့ကဗျာတပုတ်ကိုအလွတ်ကျက်နေခဲ့လိုက်ပြီးအဲ့ဒီကဗျာကတင်းတော်ရဲ့လားဆိုတာကိုအနားမှာရှိတဲ့စစ်သူကြီးကိုလမ်းမိလိုက်တဲ့အကြောင်းဘယင်းရောမတင်ကဖြစ်နေတဲ့စစ်သူကြီးကလည်းမဖြေချင်းဖြေချင်းနဲ့ကောက်မာတယ်လို့ပြောလိုက်ပါတယ်။အဲ့လိုနဲ့ကဗျာကတင်းတော်ရဲ့လားဆိုတာကိုအထိန်တော်ချုပ်ကြီးကိုပါထပ်မိလိုက်တဲ့အကြောင်းအထိန်တော်ချုပ်ကြီးကလာမင်းကြီးရဲ့နေရာမှာ ဘသူ့ကိုရည်ညွှန်းတာလဲလို့မေးလိုက်တဲ့အတွက်လူရှင်တော်ဟာရှက်ကိုရှက်ကန်းနဲ့အိမ်တွေမရဖြစ်သွားပြီ။လာမင်းကြီးနဲ့တူတဲ့ချစ်သူကဘသူဆိုတာတော့ငါမပြောပြနိုင်ဘူးလေလို့ပြောလိုက်တာကြောင့်အထင်းတော်ချုပ်ကြီးကဒီကဗျာအကောင်းဆုံးတော့မဟုတ်ပေမဲ့ချစ်သူနဲ့နှစ်ယောက်တည်းရှိတဲ့အချိန်မှာရွတ်ပြမယ်ဆိုရင်တော့တင့်တော်ပါတယ်လို့ဖြေလိုက်ပါတယ်။ဒီလိုနဲ့လူရှင်တော်ဟာသူ့ရဲ့ညလေစာအတွက်စာဝိုးကိုနင်းစိတ်တည်းရှိတဲ့အတိုင်းလှုပ်လာခဲ့လိုက်။နင်းလှုပ်လာခဲ့ပေးတာကိုပဲငါစားမယ်လို့ပြောလိုက်တာကြောင့်စာဝိုးလည်းဝမ်းသာအားနဲ့ထွက်သွားပါတော့တယ်။ဒီချိန်မှာပဲညမထွက်ရခေါင်းလောင်းတီးတောင်ကြားလိုက်ရတာကြောင့် လူရှင်တော်ဟာမိဖုရားကြီးနဲ့တွေ့ဖို့အတွက်ဥယျာဉ်တော်ရှိရာစီကိုထွက်လာခဲ့လိုက်ပြီးစွတ်သူကြီးကတော့ဘင်းရဲ့အဆောင်ရှောက်နေနဲ့လိုက်ပါလာခဲ့လိုက်ပါတယ်။ဥယျာဉ်တော်ရဲ့ရောက်တဲ့အခါမှာတော့လူရှင်တော်ဟာစွတ်သူကြီးကိုမလန်းမကန်းမှာပဲနေခဲ့ဖို့ပြောလိုက်ပြီးသူကတော့စောင့်နေတဲ့မိဖုရားကြီးစီကိုတယောက်တည်းထွက်သွားခဲ့ပါတယ်။မိဖုရားကြီးနဲ့တွေ့ရမှာဖြစ်တဲ့အတွက်ပျော်ရွှင်နေတဲ့လူရှင်တော်ဟာသူလူရှင်တော်လုခဲ့တဲ့အချိန်တုန်းကဖင်းလုရှောက်ခဲ့တယ်လို့မျိုးစိတ်ပျော်နေတော့သတိလက်လွတ်နဲ့ရှောက်လိုက်မိတာကြောင့်ဒါကိုမြင်လိုက်ရတဲ့စစ်သူကြီးဟာစောင်းကြမြိုင်မှာကခဲ့တဲ့လူရှင်တော်ရဲ့လမ်းလျှောက်ပုံမှတ်မိသွားပြီးဘယင်းကြီးကဘယင်းအစ်မဟုတ်ပဲလူရှင်တော်ဆိုတာကိုရိပ်မိသွားခဲ့ပါတယ် အဲ့လိုနဲ့လူရွှင်တော်ဟာမိဖုရားကြီးရဲ့ရှေ့မှာပဲအသင့်ပါလာတဲ့စားလေးကိုထုတ်လိုက်ပြီးချစ်သူနဲ့လာမင်းကိုခိုင်းနိုင်တဲ့ကြပြားကိုရွတ်ဆိုပြလိုက်တာကြောင့်မိဖုရားကြီးလည်းသဘောကျနေခဲ့ပါတယ်ဒီချိန်မှာပဲစစ်သူကြီးကလူရွှင်တော်ရဲ့လေပင်းကိုဓာတ်နဲ့မိုးထားလိုက်တာကြောင့်မိဖုရားကြီးကစစ်သူကြီးရဲ့ရိုင်းပြတဲ့အပြုတ်မှုတို့စစ်သူကြီးကိုမှန်မဲလိုက်ပါတယ်ဒါပေမဲ့စစ်သူကြီးကမိဖုရားကြီးဒီလူဟာအရှင်မင်းကြီးမဟုတ်ဘူးလို့ပြောလိုက်ပြီးအထိန်တော်ချုပ်ကြီးကိုလှည့်စားလို့ရပြီမဲ့ငါ့ကိုတော့လှည့်စားလို့ရမယ်ထင်နေလားဆိုပြီးလူရွှင်တော်ကိုမေးလိုက်ပါတယ်မိဖုရားကြီးကတော့နင်းလိုလူကများဘရင်ရောဓာတ်မိုးရဲသလားလို့မေးလိုက်ပြီး မိဖုရားကြီးဖြစ်တဲ့ငါကဘယင်ုံမမတ်မိကိုထင်နေလားလို့မိလိုက်ကအခုချက်ချင်းဓာတ်ကိုပြန်ရုပ်သိမ်းမှုအမိန်ပေးလိုက်ပါတယ်။ဒါပေမဲ့စစ်သူကြီးကဓာတ်ကိုကျွန်တော်မျိုးမဖယ်ပေးနိုင်ဘူး။ဒီလူကဘယင်မဟုတ်တာသိကြတယ်လို့ပြောလိုက်တာကြောင့်မိဖုရားကြီးကအရှင်မင်းကြီးကျမမှမွေးရပါအမှတ်သားတစ်ခုရှိတယ်။အဲ့ဒါဘယ်နေရာမှာလဲဆိုတာကိုစစ်သူကြီးကိုပြောပြလိုက်ပါလို့ပြောလိုက်တာကြောင့်ဒီတော့မှလူရှင်တော်လဲမိဖုရားတက်တယ်ဖို့တားဆီးခဲ့တော့ကမိဖုရားကြီးရင်ပတ်နာမှာအမှတ်ကိုတွေးခဲ့ရတဲ့အတွက်ဓာတ်ကိုသတိပြန်ရသွားပြီးအမှတ်ကဘယ်ဘက်ယင်အောင်နာမှာလို့ဖြေလိုက်ပါတယ်။ ီဖျားကြီးကဘရင်ပြောတာမှန်တယ်လို့ပြောလိုက်ပြီးစစ်သူကြီးကိုဓာချခိုင်းလိုက်ပြီးမယ်စစ်သူကြီးကဓာအောင်ချဖို့တွေးဝင်နေတာကြောင့်မိဖျားကြီးကငါငါ့ရဲ့အမတ်ကိုနင့်ကိုလှန်ပြနေရအောင်မလားလို့မေးလိုက်ပြီးသူမရဲ့အပေါ်ဝေယုံချဖို့လှုပ်လိုက်တာကြောင့်ဒီတော့မှစစ်သူကြီးကကြပြားကြရဓာအောင်ရုပ်သိမ်းလိုက်ပြီးသူ့ရဲ့အမားအတွက်တောင်းပန်လိုက်ကနေရာမှာနဲ့သူ့လက်ဘင်းကိုသူဖြတ်ပြီးတတ်သိဖို့လှုပ်ခဲ့ပါတယ်တိုင်မက်လူရွှင်တော်ကတတ်သိဖို့လုပ်နေတဲ့စစ်သူကြီးကိုနင်းရင်ရိုက်လိုက်ပြီးအဲဒီနောက်မှာတော့စစ်သူကြီးကဘေးရဲ့ရေကန်နဲ့ပြုတ်ကျသွားခဲ့ပါတယ် အဲ့နောက်မှာတော့ရေကန်နဲ့ပြုတ်ကြပြီးတတိလက်သွားတဲ့စစ်သူကြီးဟာပြန်တတိရလာပြီးတတိရရချင်းမှာပဲဘေးမှာအစင်းနှင်းစောင့်နေတဲ့ဇာဝကပန်းဒီလေးဟင်းပကံအောင်ခြားထားလိုက်ပြီးတရားကိုအကုန်စားပြီးရင်မင်းရဲ့ဓာတ်နဲ့အတူငါ့စီကိုလာခဲ့ဆိုပြီးလေတံမှာမှာပြောလိုက်တာကြောင့်စစ်သူကြီးလည်းသူ့ထက်နှိမ့်ကြတဲ့နန်းနှင်းသူဟာသူ့ကိုဒီလိုလာပြောနေတာကြောင့်ဘာလဲဟာဆိုပြီးဖြစ်သွားတဲ့အတွက်ဒီတော့မှနန်းနှင်းသူဟာဘယင်းကြီးကအဲ့ဒီစကားအတိုင်းမှာကြားလိုက်တယ်လို့ပြောလိုက်ပါတယ်ဒီလိုနဲ့စားပြီးတဲ့နောက်မှာတော့စစ်သူကြီးဟာလူရှင်တော်ကြီးရစီတွတ်တွေ့လိုက်ပြီးလူရှင်တော်ကမင်းလောက်ခဲ့တဲ့အမားကဘာလဲလို့မေးလိုက်ပါတယ်စစ်သူကြီးကလည်း ရှင်ဘီယုံဒါမို့မိတာပါလို့ပြောလိုက်တဲ့အတွက်လူရွှင်တော်ကမားတယ်လို့ပြောလိုက်တာကြောင့်စစ်သူကြီးကဘယင်ကိုဆွဆွဲခဲ့မိတာပါလို့ထပ်ပြောလိုက်ပါတယ်လူရွှင်တော်ကလည်းထပ်မားပြန်ပြီလို့ပြောလိုက်ပြီးဘယင်ရဲ့အသက်ကိုကာကွယ်ရမယ့်သူကကိုကိုကိုပြန်တတ်ဖို့လုပ်ခဲ့တဲ့အတွက်အဲ့ဒါကမင်းရဲ့အမားပဲလို့ပြောလိုက်ပါတယ်ဒီလိုနဲ့လူရွှင်တော်ဟာသူ့ကိုတတ်ဖို့ကြံရွယ်ခဲ့တဲ့စစ်သူကြီးကိုအပြစ်မပေးတဲ့အပြင်ငါ့ကိုမင်းရဲ့ဒါနဲ့ဘဏ္ဍာခါပဲရွယ်ရွယ်ကိစ္စမရှိဘူးမင်းရဲ့အသက်ကိုတော့မင်းဘယ်တော့မှလွယ်တကူမစွန့်လို့ရဘူးလို့ပြောလိုက်ပြီးမင်းရဲ့အသက်လောက်ဘယ်ရာကမှတန်ဖိုးမရှိဘူးလို့ပြောလိုက်ပါတယ် စစ်သူကြီးလည်းဘရင်ရဲ့သူ့ရဲ့အမအကိုအပြစ်မတင်တဲ့အပြင်သူ့အတကိုပါစိုးရင်ပေးနေတဲ့အတွက်ဘရင်ရဲ့အပြုတ်မှုဟာသူ့နှလုံးသားကိုကင်လုတ်သွားခဲ့ပါတယ်။ဒီလိုနဲ့လူရွှင်တော်ဟာစံပြုတ်ရဲ့အရသာရောကောင်းရဲ့လားလို့မေးလိုက်တဲ့အတွက်စစ်သူကြီးရဲ့လည်းအရသာရှိပါတယ်လို့ပြန်ဖြေလိုက်ပြီးလူရွှင်တော်ဟာအရသာခံစားဖို့အတွက်အသက်ရှင်နေမှရမယ်။ဒီဓာတ်ကိုတော့ငါတယောက်တည်းအတွက်ပဲဆွဲထုတ်ရမယ်လို့ပြောလိုက်ကစစ်သူကြီးရဲ့ဓာတ်ကိုလက်ထက်ပြန်ထည့်ပေးခဲ့ပါတယ်။အဲ့နောက်မှာတော့လူရွှင်တော်ဟာအသိန်းဆောင်နေတဲ့အထင်းတော်နာကိုကတ်လိုက်ပြီးငါပြောတာဘယင်တယောက်နဲ့တွေ့ရလားအစဉ်ပြေရလားဆိုပြီးမေးနေလိုက်ပြီမယ် တစ်ဖက်မှာတော့စစ်သူကြီးကဘယင်ကြီးကအပြစ်မပေးတဲ့အပြင်သူ့ရဲ့အသက်ကိုတောင်စိုးရိမ်ပူပန်ပေးနေတာကြောင့်ဘယင်ကြီးရဲ့မြင့်မြတ်တဲ့နှလုံးသားကိုတိလိုက်ရတဲ့အတွက်ဝမ်းသာဝမ်းနဲ့ဖြစ်ပြီးမျက်ရည်တောင်ကျလာရပါတော့တယ်။တစ်ဖက်မှာတော့အစိတ်မိထားတဲ့ဘယင်ကြီးကပြန်တရီရနေပြီဖြစ်ပြီးအမတ်ကြီးကဘယင်ကိုလှုပ်ကြံခဲ့တဲ့အစိတ်မျိုးစားကိုထုတ်ပြလိုက်ကဘယင်ကိုလှုပ်ကြံခဲ့တဲ့သူကမိဖို့ဆောင်ကဟန်ရှန်ကုန်းလို့ပြောပြလိုက်ပါတယ်။ဘယင်ကြီးကလည်းသူ့ကိုလှုပ်ကြံတဲ့သူဟာပြည်ရေးအမတ်ကြီးနဲ့ပတ်သက်နေနိုင်လားလို့မေးလိုက်တာကြောင့်အတွင်းအမတ်ကြီးကလည်းအဲ့လိုဖြစ်နိုင်ပါတယ်လို့ဖြေလိုက်ပါတယ်။ ီလိုနဲ့အမတ်ကြီးကဘရင်နန်းတော်ကိုပြန်ဝင်ဖို့အတွက်ပြင်ဆင်ပေးပါမယ်လို့ပြောလိုက်တာကြောင့်ဒါပေမဲ့ဘရင်ကြီးကအရင်လောနေစရာမလိုဘူးလို့တားလိုက်ပြီပြည်တဲ့အမတ်ကြီးကတရားရေးရဘက်ကိုချုပ်ကင်ထားတဲ့အတွက်အမတ်ကြီးကိုဖြုတ်ချဖို့ဆိုရင်ခိုင်လုံတဲ့တပ်တွေတွေစုဆောင်းထားမှရမယ်လို့ပြောလိုက်ပါတယ်အမတ်ကြီးလည်းအခုမှတတိပြန်ရလာတဲ့ဘရင်ကိုလူရွှေတော်ကသူ့သဘောနဲ့သူအမိတ်နေချမှတ်ခဲ့တာကိုလည်းပြောပြဖို့အတွက်ကအခုမှနလန်ထားစားဖြစ်နေတာမို့မပြောဖြစ်တော့ပါဘူးအဲ့နောက်မှာတော့အမတ်ကြီးကိုစောင့်ကြည့်နေတယ်ပြည်ထဲအမတ်ကြီးရဲ့လူယုံကဘယင်းနှစ်ယောက်ရှိနေရဲဆိုတာကိုသိသွားပါတော့တယ်ဒီလိုနဲ့မနက်ညလာခံရောက်တဲ့အခါမှာတော့ နိုင်ရင်မမစုဝဲနေတဲ့စာသင်သားတွေကိုလည်းတွေ့ရပြန်ပြီအကုန်လုံးကမိဖုရားကြီးအကူလွတ်ပေးလိုက်တာကိုဝိုင်းဝန်းကန့်ကွက်ဆန္ဒပြနေကြတာဖြစ်ပြီးမိဖုရားကြီးရဲ့အကူကတစ္ဆာပေါက်တစ်ယောက်ဖြစ်တဲ့အတွက်မိဖုရားကြီးကိုလည်းဖြုတ်ချပြီးမိဖုရားအသက်တယ်မို့ဝိုင်းဝန်းတောင်းဆိုနေကြပါတယ်ဒါပေမဲ့လူရှင်တော်ကအမတ်တွေနဲ့စာသင်သားတွေရဲ့စကားတောင်ကြီးမဆိုင်ပဲညီလာခံကနေပြန်ထွက်လာခဲ့ဖို့လှုပ်လိုက်ပေးမယ်စာသင်သားတွေကမိကြီးရဲ့ရှေ့ကိုတိုးကပ်လာကြပြီးရှင်မင်းကြီးဒီလိုပဲလုပ်နေမယ်ဆိုရင်ကျွန်တော်တို့ရဲ့ကြောပေါ်ဦးသားနင်းသွားပါတော့ဆိုပြီးဘရင်ရှင်မှာပဲဝတ်ဆင်းနေကြတာကိုတွေ့ရပါတယ် နန်းဆောင်ပြင်ပကလမ်းကြည့်နေတဲ့မိဖုရားကြီးကလည်းဒီအခြေအနေကိုမြင်သွားပြီးမျက်နှာလွှဲသွားခဲ့ပါတယ်။ဒါကိုမြင်လိုက်ရတဲ့လူရွှင်တော်ဟာအပြစ်မရှိတဲ့မိဖုရားကြီးကိုကာကွယ်ပေးခြင်းနဲ့အတွက်တလောက်တောင်ဆန္ဒပြခြင်းနေတဲ့ကောင်းလေးလို့ပြောလိုက်ပြီးသူ့ရှေ့မှာဝတ်ဆင်းနေတဲ့စာသင်သားတွေရဲ့ကြောကိုတနင်းကမိဖုရားကြီးရှိရာစီရောက်အောင်ပြေးထွက်ခဲ့ပါတယ်။အဲ့လိုနဲ့လူရွှင်တော်ဟာမိဖုရားကြီးရဲ့လက်ကိုလမ်းဆွဲလိုက်ပြီးညီလာခံကနေရိုမန်တစ်စင်စင်ပြေးထွက်သွားတာကြောင့်ဘရင်နောက်လိုက်နောက်ပါတဲ့ကောင်းလုံးပြေးလိုက်ကြရပါတော့တယ်။ဒီလိုပြေးရင်နန်းဆောင်ပြင်ပတ်တရောက်သွားပြီမယ်စစ်သူကြီးကမျက်ချင်မပြတ်လိုက်လာတာကိုတွေ့ရတဲ့အတွက် လူရွှင်တော်ကမင်းကိုပဲယုံလိုက်မယ်နော်လို့ပြောလိုက်ပြီးဒီတကားကိုဘယ်သူမှဖျက်မလာစေနဲ့လို့ပြောလိုက်ပါတယ်ဒီတကားကြောင့်မဲစစ်သူကြီးကဘာမှအထွန်းတက်မနေတော့ပဲတကားကိုဇွဲပိတ်လိုက်ပြီးတကားဝါမှာဆောင်းပေးခဲ့ပါတယ်အဲ့ဒီနောက်မှာတော့မိဖုရားကြီးကဘာဖြစ်လို့ဒီလိုလောက်ရတာလဲလို့လူရွှင်တော်ကိုမေးလိုက်ပြီးအရှင်မင်းအဲ့လိုလုပ်နေမယ်ဆိုရင်အခြေအနေတွေကပိုဆိုးလာကုန်လိမ့်မယ်လို့ပြောလိုက်ကဟိုဘက်လဲပြီးသူမရဲ့မျက်ရည်တွေကိုတုံနေခဲ့ပါတယ်ဒီအခြေအနေကြောင့်မဲလူရွှင်တော်ဟာမိဖုရားကြီးကိုပိုတနာသွားခဲ့ရပြီးမိဖုရားကြီးရဲ့ဘက်မှာအမြဲတမ်းရက်တီပေးပါမယ်လို့ပြောလိုက်ပါတယ်တစ်ဖက်မှာတော့ပြည်ထရေးအမတ်ကြီးဟာ သူ့လူယုံကနေတစဉ်ဘယင်နှစ်ပါးရှိတယ်ဆိုတာကိုရိပ်မိသွားပြီဘယ်တစ်ပါးအစ်စ်လဲဆိုတာကိုတေချာသိရဖို့အတွက်စတင်ဆုံးဆန်းပါတော့တယ်အဲ့ဒီနောက်မှာတော့ပြည်တဲ့အမတ်ကြီးရဲ့လူယုံဟာဘယင်ရဲ့အဝတ်အစားကိုလဲပေးရတဲ့ဟန်ရှန်ကုန်းကနေတစဉ်ဘယင်ရဲ့ခန္ဓာကိုယ်မှာအရင်လိုအမှားရရှိမနေဘူးဆိုတာကိုတည်သွားခဲ့ပါတယ်တပတ်မှလည်းမိဖုရားကြီးကဘယင်ကြီးကဘယင်အစ်စ်မဟုတ်ဘူးဆိုတော့ကောလာဟာလာတွေနဲ့ရင်ဘက်ကအမာရွက်ကလည်းပျောက်ဆုံးနေတယ်ဆိုပြီးကြားသိရတာကြောင့်ဒါကိုအတီးပြုတ်ဖို့ဘယင်ကြီးရဲ့အိတ်ဆောင်တွေထွက်လာခဲ့လိုက်ပါတယ် အဲ့နောက်မှာတော့မိဖုရားကြီးကဘယင်ကြီးကိုပြုစုပေးပါမယ်လို့ပြောလိုက်ပြီးဖျောင်းနိုင်မီကိုမှုတ်လိုက်တာကြောင့်လူရွှေတော်လည်းတားမလို့လုံနေပြီမယ်မိဖုရားကြီးကဘယင်ဝုတ်ယုံတော်အတင်းဆွဲချက်လိုက်ပါတယ်အဲ့နောက်မှာတော့မိဖုရားကြီးကလူရွှေတော်ရဲ့ယင်ဘက်ကိုကန့်ကြည့်ပြီးထိတ်လန့်တုံလုံးနေပြီမယ်အချိန်နဲ့မောင်မရိပ်မိတဲ့လူရွှေတော်ကလည်းသူ့သဘောကျတဲ့မိဖုရားကြီးကယင်ဘက်ကိုပုတ်ကြည့်နေတဲ့အတွက်ယင်ခုန်နေခဲ့တာပါအဖြစ်မှန်ကိုတီးသွားတဲ့မိဖုရားကြီးကလူရွှေတော်အမှန်တိုင်းဝန်ခံခံလိုက်ပြီအကြောင်းကောင်တီးသွားပြီးတဲ့နောက်မှာတော့နန်းတော်ကလည်းအမြန်ဆုံးထွက်သွားဖို့ခိုင်းလိုက်တာဒီတိုင်းဆက်နေရင်အသက်ခံရလိမ့်မယ်လို့ပြောလိုက်ပါတယ် အဲ့ဒီနောက်မှာတော့မိဖုရားကြီးကညာရင်းချင်းမဲ့အတွင်းဝမတ်ကြီးကိုခေါ်တွေ့လိုက်ပြီးဘီရင်ကြီးကဘာမှရှိနေရလဲလို့မေးလိုက်ပါတယ်အတွင်းဝမတ်ကတော့ရန်နေနေလောက်ပဲဒီကိစ္စကိုမသိကြအောင်စောင့်မေးပါလို့ပြောလိုက်ပြီးမိဖုရားကြီးကလည်းကျမအကိုလွတ်ပေးတာအရှင်မင်းကြီးအမိန်လားလို့မေးလိုက်ပါတယ်အမတ်ကြီးကဘာမှပြန်မပြေတာကြောင့်မိဖုရားကြီးကဒါဆိုရင်ရှင့်မသားစီမံခဲ့တာလားလို့ထပ်မေးလိုက်ပြန်ပါတယ်အမတ်ကြီးကဘာမှပြန်မပြေပဲနှုတ်ဆက်ပြီးတော့ပဲနေနေတာကြောင့်လူရှင်တော်ကသူ့သဘောနဲ့သူလွတ်ပေးခဲ့တယ်ဆိုတာကိုမိဖုရားကြီးလည်းရိပ်မိသွားပြီးတပြင်းချလိုက်ပါတော့တယ် ဲ့နောက်မှာတော့လူရှင်တော်ဟာအတွင်းအောင်မတ်နဲ့တွေ့ဆုံပြီးသူကိစ္စကိုမိဖုရားကြီးတိသွားပြီလို့ပြောပြလိုက်ကဒီမှာဆက်နေအသက်ခံရမှာလားလို့မိလိုက်ပါတယ်အမတ်ကြီးကလည်းမင်းကိုပေးရမယ့်ငွေထက်နှစ်ဆပိုထည့်ပေးရတယ်လို့ပြောလိုက်ကငွေတော့တစ်ထုပ်ပြပေးလိုက်ပြီမနက်ပြန်ညတကောင်ကနေစပြီမင်းပြန်လို့ရပြီမင်းတိသားဖို့ကမင်းနဲ့ငါတို့ကမြင်လဲမမြင်ဘူးတွေ့လဲမတွေ့ဘူးဒီတိုင်းမှတ်ထားရမယ်မင်းနန်းတော်တွေကထွက်ရပြီဆိုတာနဲ့မင်းလုတ်ခဲ့တဲ့လုတ်ရက်တွေတော့အမြင်ဆုံးထွက်ပြေးတင်တယ်လို့ပြောလိုက်ပါတယ်ဒီလိုနဲ့လူရှင်တော်ဟာသူ့ရဲ့ဘဝကချက်တကောင်ထက်တောင်ဇိုးဝါနေပါလားဆိုပြီးစိတ်တက်ကြနေခဲ့ပါတယ် အဲ့လိုနဲ့လူရှင်တော်ဟာစာဝို့ကိုအနာခေါ်လိုက်ပြီးသူရမယ်ငွေတော့ကိုကလေးမလေးကိုပေးလိုက်ကအမတ်ကြီးကိုလည်းကလေးမလေးရဲ့အမေနဲ့မိသားစုကိုရှာပေးဖို့ခရီးပေးထားတဲ့အတွက်သူ့ကိုစားဒီကိစ္စကိုအမတ်ကြီးကပဲဆောင်ရွက်ပေးပါလို့ပြောလိုက်ပြီးကလေးမလေးပြန်သွားတဲ့အခါမှာတော့စာဝို့အမေကိုရှာဖို့ကိစ္စကအခုညီတောင်းတာမဟုတ်ဘူးလို့ပြောလိုက်ကဘီရင်တယောက်အနေနဲ့ငါ့ရဲ့နောက်ဆုံးအမိန့်ပဲလို့ပြောလိုက်ပါတော့တယ်အဲ့ဒီနောက်မှာတော့နန်းဆောင်ပြုံထွက်လာတဲ့စာဝို့ကိုဟန်ရှန်ကုန်းကအမောင်နဲ့ကနေအသင်းဆောင်ကြုံနေခဲ့ပြီးမနှက်ကြရင်ဘီရင်စားတော့ပွဲတွေကိုဒီစေးခတ်လိုက်ခိုင်းတဲ့အတိုင်းမလုပ်ရင်နေရောင်ငါတော့တေးရလိမ့်မယ်လို့ပြောလိုက်ပါတော့တယ် အဲ့နောက်မှာတော့မိဖုရားကြီးကလူရွှေတော်ကိုခေါ်တွေ့လိုက်ပြီးအကိုလွတ်ပေးခဲ့တာကမင်းမဲလို့ကြားထားတယ်။ဘာလို့ဒီလိုလုပ်ခဲ့ရတာလဲလို့မေးလိုက်တာကြောင့်လူရွှေတော်ကမိဖုရားကြီးပြောရနိုင်အောင်လုပ်ပါလို့ပြောလိုက်ကာ။ "तू ကတော့ဝနပြန်နန်းတော်ထဲကနေပြန်ရတော့မှဖြစ်တဲ့အကြောင်းနဲ့မိဖုရားကြီးကတော့ဘလို့အခက်ခဲတွေပဲရှိရှိအဆုံးထိအသက်ရှင်နိုင်အောင်ကြိုးစားပါလို့ပြောလိုက်ကာ။မိဖုရားကြီးတတ်သိဖို့လုပ်ရင်းကြံခဲ့တဲ့သရိုးလေးကိုပြန်ပေးလိုက်ပါတယ်။ဒီလိုနဲ့သရိုးလေးကိုဖွင့်ကြည့်တဲ့အခါမှာတော့ချွန်ထက်နေတဲ့သရိုးလေးကအချိုးခံထားရတာကိုတွေ့ရတာကြောင့်လူရွှေတော်ကသူမရဲ့အသက်ကိုတန်ဖိုးထားမှန်းသဘောပေါက်သွားပြီးစိတ်မကောင်းဖြစ်နေခဲ့ရပါတယ်။ ဒီလိုနဲ့မနက်ညီလာခံရောက်တဲ့အခါမှာတော့စိတ်တက်ကြနေတဲ့လူရွှင်တော်ဟာအမိန်ပြန်နှန်းတွေကိုကိုယ်တိုင်တော်မှဖတ်တော့ပဲအမတ်တွေကိုပဲဖတ်ခိုင်းနေလိုက်ပါတယ်။ဒီလိုနဲ့ရှောက်တင်ချက်တွေထဲမှာအင်အားကြီးတဲ့မင်းနိုင်ငံကိုစစ်တီနှစ်တောင်းနဲ့အတူပိုးတဲ့ချီတွေတွေနဲ့တခြားလက်ဆောင်တွေကိုပါပေးရမယ်လို့ရည်ရတာကြောင့်ဒါအုပ်သီးမခံနိုင်တော့တဲ့လူရွှင်တော်ဟာအဲ့ဒီမင်းနိုင်ငံကိုအလောက်တောင်သဘောကျနေရင်ဘာလို့မင်းတို့နိုင်ငံကိုပါမပေးလိုက်တာလဲလို့မေးလိုက်ပြီးမင်းတို့အားလုံးမရှက်တက်ကြဘူးလားလို့မေးလိုက်ပါတယ်။ဒီစကားကြောင့်အမတ်တွေလည်းအထွတ်မထက်နိုင်ဖြစ်သွားပြီးလူရွှင်တော်ကကောင်းပြီမင်းတို့ပြောတဲ့အတိုင်း ငါစစ်သား2000မင်းနိုင်ငံအောင်ထည့်ပေးလိုက်မယ်။ငါပြောတဲ့စကားတွေကိုခုချင်ချင်စာနဲ့လိုက်ရေးလို့ပြောလိုက်ကကျွန်တော်မျိုးကမင်းနိုင်ငံအောင်ကြောက်ရွံ့လို့စစ်တီ2000ပို့ပေးလိုက်ရပါတယ်။ဒါပေမဲ့ဂျင်းနိုင်ငံနဲ့တော့စစ်ဖြစ်ဖို့ဇန်နာမရှိပါဘူး။ဒါကြောင့်ပဲဂျင်းနိုင်ငံရဲ့ရှင်သခင်ကလည်းဘာကြောင့်စစ်တီ2000အောင်ပြန်မပို့နိုင်ရတာလဲဆိုပြီးဂျင်းနိုင်ငံကိုပို့ဖို့ဘရင်မိန့်စာကိုရေးခိုင်းခဲ့တာပါ။ဒီစကားကြောင့်အမတ်တီတဲ့တယောက်ကပြပြသလဲထွက်ထားလိုက်ပြီးအရှင်မင်းကြီးပေးပြီးသားစစ်သားကိုဘလို့လို့ပြန်တောင်းလို့ရမှာလဲလို့မေးလိုက်ကမင်းနိုင်ငံနဲ့တန်တမာရေးပျက်စီးသွားလိမ့်မယ်လို့ပြောလိုက်ပါတယ်။ လူရွှင်တော်ကတော့တန်တမန်ရေးရအဲ့လောက်တောင်ရေးကြီးတယ်ဆိုရင်ဘာဖြစ်လို့စစ်ဖြစ်ဖို့ပဲတာဆူနေကြတာလဲလို့မေးလိုက်ပြီးပြည်သူတွေရဲ့တကယ်ဘီရင်အစ်စ်မန်တယောက်သားဆိုရင်အဲ့လိုကိုယ့်ရဲ့ပြည်သူစစ်သား2000ကိုသူတို့ပေးမယ်စာအဲ့ဒီစစ်သားတွေရဲ့ဇနီးမယားတွေလက်ထဲကိုပဲပြန်ထည့်ပေးမယ်လို့ပြောလိုက်ပြီးစစ်သား2000ရဲ့အသက်ကိုတော့ဘလိုင်းအဆုံးရှုံးမခံနိုင်ဘူးလို့ပြောလိုက်တာကိုယ့်တိုင်းသူပြည်သားတွေရဲ့အသက်ထက်တန်တမန်ရေးရကပဲပိုအရေးကြီးလို့လားလို့မေးလိုက်ပါတယ်ဒီလိုရဲရင်လုံးနဲ့ဘီရင်တယောက်ရဲ့ရဲရဲတောက်စကားတွေကိုကြားလိုက်ရတဲ့အတွက်အကုန်လုံးလည်းဘာမှပြန်မပြောနိုင်ကြတော့ပဲအထိုင်းတော်ကြီးကလည်းကျေနပ်နေခဲ့ပါတယ် အဲ့နောက်မှာတော့ဘရင်နေလေစားစားမဲ့အချိန်မှာစာအိုးကအရှင်မင်းကြီးအသက်ရှင်ရှင်နေထိုင်ပါလို့ပြောလိုက်ပြီးသွေးရည်အံပြီးလဲကျသွားတာကြောင့်အစိတ်မိပြီဆိုတာကိုသိလိုက်ရပြီစာအိုးကိုအရန်စိတ်ပူသွားတဲ့လူရွှင်တော်ကသူကိုယ်တိုင်ပွေ့ချီပြီးတမားတော်စီခေါ်သွားပြီးခဲ့ပါတယ်ဒီလိုနဲ့ကလေးမလေးဟာပြင်းထန်လို့နဲ့အစိတ်ကြောင့်လူရွှင်တော်ရဲ့လက်ပေါ်မှာပဲတည်ဆုံသွားပါတော့တယ်သူ့လက်ပေါ်ရင်တည်ဆုံသွားတာကြောင့်လူရွှင်တော်ကယူကျုံးမရဖြစ်သွားပြီးအစိတ်ကိုယူဆောင်လာခဲ့တဲ့ဟန်ရှန့်ကုံကိုချက်ချင်းနဲ့ဖမ်းခံလိုက်ပါတော့တယ် အတွင်းဝအမတ်ကြီးကတော့လူရှင်တော်ကိုတားဖို့လှုပ်လိုက်ပေမယ့်စာအိုးရဲ့တိတ်ဆုံးမှုတွေဒေါသမြင့်ကြီးကြနေတဲ့လူရှင်တော်ကိုမြင်လိုက်ရတာကြောင့်မတားပြတ်တော့ပါဘူးတကယ်တော့စာအိုးကဘင်းရဲ့အစားအသောက်ကိုအတိတ်ကဆက်တပ်ပေးနေရတာကြောင့်ညဘက်မှာတော့ဟန်ရှန်ကုန်းစီကနေတဆင်ဘင်းရဲ့အစားထဲမှာအစိတ်ခတ်ဖို့လက်ခံရရှိခဲ့တာဖြစ်ပြီးခိုင်းတဲ့အတိုင်းမလုပ်ရင်လည်းသူရောဟန်ရှန်ကုန်းရောအသက်ခံမယ်ဆိုတာကိုသိပေမယ့်ဘင်းရောအစိတ်ခတ်မဲ့စာသူမကိုယ်တိုင်ပဲအစိတ်တော့ပြခဲ့တာပါအဲ့နောက်မှာတော့ဟန်ရှန်ကုန်းကနေတဆင်အစိတ်ကိုပေးခဲ့တယ်ပြည်ရေးအမတ်ကြီးရဲ့အပေါင်းပါကဖန်ခံလိုက်ရပြီတရားရေးမှာနှိမ့်ဆက်စစ်ဆေးခံနေရပါတော့တယ် တစ်ဖက်မှာလည်းပြည်ထရေးအမတ်ကြီးနဲ့အပေါင်းပါအမတ်တွေဟာစူဝေးနေလိုက်ကြပြီဒီပင်ရဲ့အစ်စ်ပဲဖြစ်ဖြစ်အတူပဲဖြစ်ဖြစ်ရာဇပလင်ပေါ်မှာဆက်ထားနေစေအကြောင်းမရှိတော့ဘူးလို့ပြောလိုက်ကမင်းနိုင်ငံကိုမကြောက်မရွံ့လုပ်နေတာကလည်းအခြေအနေတွေပိုဆိုးလာအောင်လုပ်နေတာပဲဆိုပြီးတယောက်တစ်ပေါက်ပြောနေလိုက်ကြပါတယ်အဲ့နောက်မှာတော့ပြည်ထရေးအမတ်ကြီးဟာဘရင်ကိုဖြုတ်ချဖို့အတွက်အင်အားကြီးတဲ့အမတ်ကြီးရှိရာစီသွားလိုက်ပြီးဒီပင်ရဲ့အတူဖြစ်တဲ့အကြောင်းနဲ့စစ်ပွဲမှာတော့ဒဏ်ရာရခဲ့တယ်ဘရင်ရင်ဘတ်ပေါ်ကအမရွတ်ကလည်းဒီပင်မှာရှိမနေဘူးလို့ပြောလိုက်ကတက်တေပြတဲ့အနေနဲ့ဘရင်အဝတ်အစားကိုလဲပေးတယ်နန်းနှင်းသူကိုပါခေါ်ထားခဲ့လိုက်ပါတယ် တစ်ဖက်မှာတော့ဒွိမ့်ဝအမတ်ကြီးဟာပြည်ရဲ့အမတ်ကြီးဟာအမတ်တွေအားလုံးကိုဆူယုံသိမ်းသွင်းနေတာကိုသိတဲ့အတွက်လူရွှင်တော်ကိုအချိန်မရွေးအသက်အန္တရာယ်ပေးနိုင်တယ်လို့ပြောလိုက်ကနန်းတော်ကနေချက်ချင်းထွက်သွားဖို့ပြောလိုက်ပါတယ်။ဒါပေမဲ့လူရွှင်တော်ကတော့သူ့တဘောကလုံးအောက်တန်းစားလို့နေခဲ့လာရပြီးပြီ။စာအုပ်သေးဆုံးနဲ့အမှုကိုလက်တော့မပြန်ရမချင်းဒီနန်းဆောင်ကနေဘဲမှမသွားဘူးလို့ပြောလိုက်ပါတယ်။အတွင်းဝအမတ်ကြီးကတော့မင်းစာအုပ်အတွက်လက်စားချေရင်လည်းဆိုရင်ပြည်သူတွေအားကိုးရတဲ့ဘရင်မင်းချင်းတရားရင်နဲ့ညီညွတ်တဲ့ဘရင်ဖြစ်ပေးနိုင်မလား။အဲ့လိုဖြစ်ပေးနိုင်မယ်ဆိုရင်တော့ငါမင်းကိုဘရင်ဖြစ်အောင်လုပ်ပေးနိုင်မယ်လို့ပြောလိုက်ပါတော့တယ်။ ဒီစကားကြောင့်ပဲလူရွှင်တော်ဟာဘရင်ရာဇပလင်ကိုလမ်းကြည့်လိုက်ပြီးကျွန်တော်ဘရင်ဖြစ်ချင်တယ်လို့ပြောလိုက်ပါတော့တယ်။အဲ့ဒီနောက်မှာတော့ရာဇပလင်ဘောကိုငုံငုံငငိုင်းတက်ထိုင်နေတဲ့လူရွှင်တော်ရှိရာစီကိုအထင်းတော်ကျူကြီးရောက်လာပြီးရှင်မင်းကြီးအမြန်ဆုံးထွက်ပြေးပါတော့ဒီလိုကောင်းပါပြီဆက်နေနေမယ်ဆိုရင်အရှင်မင်းအသက်ခံနိုင်တယ်လို့ပြောလိုက်ပြီးအရှင်မင်းအတွက်အသေးခံပေးခဲ့တဲ့စာအုပ်ကနင့်နာပါတယ်လို့ပြောလိုက်တာကြောင့်လူရွှင်တော်လည်းမျက်ရည်တွေကျနေခဲ့ရပါတယ်။မကြခင်မှာပဲဘရင်နိုင်ရင်ပင်ကိုပြည်ထဲအမတ်ကြီးနဲ့အတူရဲမတ်တွေပါစုဝေးရောက်ရှိလာပြီး ဒီဘီရင်ကဘီရင်အတုဖြစ်တယ်ဆိုတာကိုတီတာပြီပြီဖြစ်ကြောင်းပြောလိုက်ကဘီရင်ကိုချက်ချင်းထုတ်ပေးဖို့အတွင်းအောင်အမတ်ကိုပြောလိုက်ပါတယ်ဒီချိန်မှာပဲဘီရင်ကြီးကသူတို့အားလုံးရဲ့ရှေ့ကိုထွက်လာပြီသူ့ကိုဓာတ်နဲ့ရွယ်ထားတဲ့ရဲမှတ်တွေအားလုံးကိုငါဘီရင်ကိုဒီလိုဓာတ်နဲ့ရွယ်ရဲလားလို့မေးလိုက်ပါတယ်ပြီးတဲ့အမတ်ကတော့မင်းလိုကောင်ကဘီရင်ပလင်ပေါ်မှာထိုင်နေရတာကြတော့ယူသွားပြီပဲလို့ပြောလိုက်ကမင်းသာဘီရင်အစ်စ်မှန်ဆိုရင်ရင်ဘတ်မှာအမာရွက်ရှိနေရမယ်လို့ပြောလိုက်ပြီးဘီရင်ဝုတ်ယုံတော်ကိုအတင်းချွတ်ခိုင်းလိုက်ပါတယ်ဝုတ်ယုံကိုဆွဲချွတ်လိုက်တဲ့ရဲမှတ်ဟာသူ့မျက်လုံးကိုမယုံနိုင်တာကြောင့်ဘီရင်ရဲ့အနာကိုမိတုံနဲ့ထိုးကြည့်တဲ့အခါ ဘရင်ရဲ့ရင်ဘတ်ပေါ်မှာအမားယုတ်ကိုတွေ့လိုက်ရတဲ့အတွက်အကုန်လုံးလည်းဘရင်အစ်စ်ကိုစော်ကားမိပြီဆိုပြီးထိတ်လန့်တုန်လှုပ်သွားကြပါတယ်။တကယ်တော့လူရွှေတော်ဟာအတွင်းဝအမတ်ကြီးကိုသူ့ဘရင်ဖြစ်ချင်တယ်လို့ပြောခဲ့ပေမဲ့သူ့ဘရင်ဖြစ်ရဖို့အတွက်တကယ်ဘရင်အစ်စ်ကိုစရေရမှာဖြစ်တာကြောင့်တကယ်စစ်မှန်တဲ့ဘရင်ဆိုတာကိုအကျိုးအတွက်နဲ့သူများအတောက်ရမရှာရဘူးလို့ပြောလိုက်ပြီးသူဖြစ်ချင်တဲ့စိတ်ကူးကစိတ်ကူးရင်ရုံတက်တက်ပါပဲလို့ပြောခဲ့တာပါ။ဒါကြောင့်မဲ့အတွင်းဝအမတ်ဟာဘရင်ကြီးစီကိုပြည်တဲ့အမတ်ကဘရင်နှစ်ယောက်ဖြစ်နေရဆိုတာသိသွားတဲ့အကြောင်းသတင်းပေးလိုက်ပြီးဘရင်ကြီးကိုဖြုတ်ချခြင်းနဲ့တဲ့အတွက်ဒီအခွင့်အရေးကိုအသုံးချလိုက်မယ်လို့ပြောလိုက်ပါတယ်။ ဘယင်ကြီးကတော့သူမရှိခင်မှာချမှတ်ထားတဲ့အမိတ်နေကိုတွေ့သွားပြီဒီအမိတ်နေနဲ့ပတ်သက်လို့အတွင်းဝအမတ်ကြီးကတခုံးမှမလျှောက်တင်ခဲ့တာကြောင့်အတွင်းဝအမတ်ကြီးကလူရွှေတော်ရဲ့လောက်ရက်တွေကိုလိုလိုလလလက်ခံခဲ့တာဆိုတာကိုသဘောပေါက်သွားပါတော့တယ်ဒီလိုနဲ့အကြောင်းဆောင်တည်သွားတဲ့ဘယင်ကြီးကနန်းတော်ထဲကိုအချိန်မီပြန်ရောက်လာခဲ့တာဖြစ်ပြီးသူခဏတာနေထိုင်ခဲ့တဲ့နေရာကိုပြည်ထဲရဲ့အမတ်ကြီးရဲ့လူယုံတွေကလောက်ကြံမှုလာခဲ့လိုက်ကြပြီမဲ့ဘသူမှရှိမနေတော့ပါဘူးအဲ့ဒီနောက်မှာတော့ဘယင်ကြီးကသူ့ကိုပုံကံမှုလုပ်ခဲ့တယ်ပြည်ထဲရဲ့အမတ်ကြီးနဲ့အပေါင်းပါအမတ်တွေကိုသိမ့်မိန်ပေးခဲ့ပါတယ် မနက်လင်းတဲ့အခါမှာတော့လူရွှေတော်ကိုပြန်လိုက်ပို့တဲ့စစ်သူကြီးကိုတွေ့ရပြီးတောထဲအရောက်မှာတော့စစ်သူကြီးကသူ့ရဲ့ဓာတ်ကိုဆွဲထုတ်လိုက်တာကြောင့်လူရွှေတော်လည်းသူ့သဘောနဲ့သူချမှတ်ခဲ့တဲ့ဥပဒေတွေကြောင့်ဘင်းရသူ့ကိုတခိုင်းလိုက်တယ်ဆိုတာကိုသဘောပေါက်သွားကအသက်ခံမှုအစင်းသိမ်းပြင်လိုက်ပါတော့တယ်။ဒါပေမဲ့စစ်သူကြီးကလူရွှေတော်ကိုမတက်ပဲဘင်းနောက်လည်းမကြည့်ပဲအမြန်ဆုံးထွက်ပြေးတော့လို့ပြောလိုက်တာကြောင့်လူရွှေတော်လည်းဘာမှမသိပဲထွက်ပြေးရပါတော့တယ်။အဲ့ဒီနောက်မှာတော့စစ်သူကြီးဟာဘင်းအမိတ်နဲ့လူရွှေတော်ကိုတတ်ဖို့လိုက်လာတဲ့ရဲမတ်၃ယောက်ကိုတားဆီးလိုက်ပြီးငါဒီနိုင်ငံရဲ့စစ်သူကြီးဖြစ်တဲ့အတွက်ဘင်းကိုကာကွယ်ပေးရမယ်လို့ပြောလိုက်ပါတယ်။ ရဲမကတော့အဲ့ဒီလူကဘီရင်စစ်မဟုတ်ဘူးအတုပဲလို့ပြောလိုက်ပေးမယ်စစ်သူကြီးကသူ့ဘာသူအတုပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်ငါအတွက်တော့ तू ကဘီရင်စစ်ပဲလို့ပြောလိုက်တာကြောင့်ရဲမတွေလည်းသူတို့ကိုတားဆီးတဲ့စစ်သူကြီးကိုတိုက်ခိုက်ကြပါတော့တယ်ဒီလိုနဲ့တောင်ကုန်းပေါ်မှာထွက်ပြေးနေတဲ့လူရှင်တော်ဟာရဲမတွေနဲ့တိုက်ခိုက်နေတဲ့စစ်သူကြီးကိုတွေ့သွားပြီးသူ့ကိုစစ်သူကြီးကအကာအကွယ်ပေးခဲ့တယ်ဆိုတာကိုသဘောပေါက်သွားပါတော့တယ်စစ်သူကြီးကတော့အများနဲ့တယောက်ဖြစ်တဲ့အတွက်ခက်ခက်ခဲခဲအနိုင်ယူလိုက်ရပြီးနောက်ဆုံးထွက်သက်မတိုင်ခင်မှာလူရှင်တော်ရဲ့ခြေထောက်ပေါ်ကောင်းတင်ပြီးတကယ်ရှင်ဘီရင်လိုမျိုးအခါစားပေးခဲ့တာကြောင့် လူရွှင်တော်ဟာစိတ်မကောင်းဖြစ်လုံလုံငိုနေခဲ့ရပါတယ်။အဲဒီနောက်မှာတော့လူရွှင်တော်ဟာဒီတိုင်းပြည်မှာဆက်နေရင်အသက်ခံရမှာဆိုတာသိတဲ့အတွက်ခီးတဲ့တင်ဆောင်တဲ့လေနဲ့ပဲနိုင်ငံအပြင်ဘက်ကိုထွက်လာခဲ့တာကိုမြင်ရပြီ။လေဘောကနေတဆင့်သူ့ကိုလမ်းနှုတ်ဆက်တဲ့အတွင်းဝမတ်ကြီးကိုမြင်လိုက်ရပြီ။ခဏတာစုံစည်းရမှုအတွက်နှစ်ယောက်လုံးဝမ်းနဲ့မျက်ရည်ကျနေခဲ့ပါတယ်။အဲဒီနောက်မှာတော့လူရွှင်တော်ရဲ့အမိန့်တွေကိုတိတိယက်နဲ့လက်ခံခဲ့တဲ့အတွင်းဝဟာနိုင်ငံတော်ကိုသစ္စာဖောက်မှုနဲ့ပြည်နယ်နံပေးခံလိုက်ရပြီ။နောက်ငါးနှစ်ကြာတဲ့အခါမှာတော့ဘီရင်ကွန်ဟေးဟာစစ်တပ်ကဖျောက်ချတာကိုခံလိုက်ရပြီးဇလန်းလေးကိုအဆုံးသတ်ထားတာမို့လို့ ဒီလိုစကားကောင်းလေးတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင် channel ကို subscribe လုပ်ပြီး notification လောင်းနှိပ်ထားကြပါအောင်နော်